ျွန်တော်တို့ငငယ်တုန်းကအခုခေတ်လိုဖုန်းတွေဆိုရှယ်မီဒီယာတွေမရှိသေးတဲ့အချိန်တုန်းကကလေးဘဝကစားပေးရတဲ့အချိန်တွေဟာတော်တော်ကိုမှကြော်စရာကောင်းကြပါတယ်ဒီလိုမျိုးကျွန်တော်တို့ကလေးဘဝကကစားပေးတဲ့ကစားနည်းတွေထဲမှာတူတူပုံစံတို့ WG ပပတ်ဒူဝဲဝဲစတဲ့ကစားနည်းတွေဟာတကယ်ကိုကြော်စရာကောင်းတဲ့ကစားနည်းတွေပဲဖြစ်ပါတယ်ဒါနဲ့လူတော်များမတိကြသေးရတော့ဒီကစားနည်းတွေဖြစ်တည်လာတဲ့နောက်ွယ်ကလှုပ်ဝက်ချက်တွေဟာတကယ်ကို၆၆စီအားဖြစ်နေတာပဲဖြစ်ပါရင် ဒါကြောင့်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့ငယ်ဘဝတုန်းကစော်ကစားလာခဲ့တဲ့ကစားနည်းတွေရဲ့နောက်ဘွယ်ကကြောက်မွက်ဘွယ်ဇလန်းတွေအကြောင်းကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါရည်ညာတာယာရှင်ချင်းကစားနည်းကျွန်တော်တို့ငယ်ရုံကဆိုရင်မနေ့ကညထွက်လာပြီးဆိုတာနဲ့ကျွန်တော်တို့ဟာအခုလိုတာယာဟောင်းလေးကိုလှမ်းပြီးဂျာယူဖူပေါက်ရက်ွက်တီထဲမှာပြေးလွှာစော်ကစားလေးရှိခဲ့ပါရည်နောက်ပြီးတော့လက်ပတ်မှာတတားချောင်းကိုလည်းကိုင်းဆောင်ထားတဲ့ကြပါသည် ဒီကစားနည်းကိုဘယ်လိုခေါ်တယ်ဆိုတာကိုကျွန်တော်မသိပေမဲ့ရောက်ကပေါ်ကလမ်းတွေတစ်ချောင်းလုံးမှာဒီလိုကစားနည်းကို software စာကဲချားတွေ clean နေရင်းနဲ့ပြည့်ကျန်နေတတ်ခဲ့ကြပါလိမ့်။တကယ်လို့ပြည့်တဲ့သူအနေနဲ့ဒီကစားနည်းကိုငယ်ပွားတုန်းကကစားခဲ့ပူပူဆိုရင်တော့ဒီကစားနည်းအကြောင်းကိုကျွန်တော်အနေငယ်ရှင်းပြပေးခြင်းပါလိမ့်။ဒီမှာဒီကစားနည်းကိုပထမဆုံးကစားဖို့လိုအပ်တာကတော့တာယာကွေဟောင်းတစ်ခုနဲ့တောချောင်းတစ်ချောင်းပဲဖြစ်ပါရင် ပြီးတော့ဒီမှာဖြီးရောကစားဖို့ကျဲတဲ့လမ်းတွေကိုလည်းလိုအပ်ပါသေးပြီဒီမှာတာယာကိုတုံးလေးရိုက်ကလဲစီပြီးပြေးရတာဖြစ်ပြီးတော့ပထမဆုံးပန်းဝင်နိုင်တဲ့သူကအနိုင်ရရှိမှာပဲဖြစ်ပါတယ်ဒီကေကဒီလိုကစားနည်းကိုအရင်ခေတ်တွေတော့အဖြစ်ပေးရနေရမှာတုံးခဲ့တာဖြစ်ပြီးအဲဒီကနေဒီကစားနည်းစတင်တာခေတာဖြစ်တယ်လို့သိရပါတယ်အဲဒီခေတုံးကတော့အခုလိုတာယာပွင့်နေမဟုတ်ဘဲတန်ကွင်းအကြီးကြီးတွေကိုလှည့်ရပြီးဒီမှာဒုတ်ချောင်းကလည်းတန်ဒုတ်ချောင်းကြီးတွေပဲဖြစ်ပါတယ် ဒါကြောင့်ဒီမှာအဖြစ်ပေးခံရတဲ့သူတွေဟာတန်ခွဲမှာချီနောင်းအလိတ်ခံရရင်မတော်တဆဖြစ်ခါလက်တွေချစ်တော့တွေပြတ်သွားအောင်အဖြစ်ပေးလုပ်ခဲ့ဤကနေဒီကစားနီးချစ်တီလာခဲ့တာပဲဖြစ်ပါရင်ခင်ဗျာ